မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်တို့78ကြိမ်မှာကျတော့သူက98ဆွေပြီးဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့98ဆွေပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ3689တုံညာတစ်ထဲကဒီမှာဗောနော်ခွန်ရဲ7ရဲ9ရဲဆိုပြီးတော့ဆက်ပြီး OK သွားခဲ့တာဖြစ်ပါတယ်ဒီ89ဗောနော်89ရ89ရတိုင်း3689တုံညာတိတ်ကိုကျွန်တော်အပြီးခွေပြထားတာဗောနော် ဒီဟာလေးတွေဖြစ်ပါတယ်ဒီဟာလေးတွေကိုကျွန်တော်အပြီးခွေပြထားတာဖြစ်ပါတယ်ဗောနောအဲ့ဒီမှာနောက်ထပ်အပြီးခွေကနန်းပြတ်သွားခဲ့တဲ့နီးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပုံတူစုလိုက်တာအဲ့ဒီမှာကနန်းက၅လုံးကျန်တယ်ဗောနောရှောက်ခွန်၈၉တုံများဆိုပြီးကျန်တယ်ဗောနောအဲ့ဒီထက်ကကျွန်တော်တို့ရှောက်ခွန်၈၉တုံများဆိုတော့ဒီအစိမ်းအောင်ရှင်းထားတဲ့ဟာလေးပဲကျန်တယ်ဗောနောရှောက်ခွန်၈ရှောက်ခွန်၉ရှောက်ခွန်၃များ689 683 989 989ပါเนาะအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ ဒီ consciousness ကို consciousness ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီဟာဖြစ်ပါတယ်ဒီတခုဗောနော်နန်ဒါလေးကိုကျင်းတတဲ့မိုက်ဆွေတွေတော့အသုံးပြုရင်တော့အရာမှဖြစ်တယ်ဗောနော်ဒီဟာလေးကိုကျွန်တော်ဒီမှာအအောင် share ပြထားတယ်ဗောနော် consciousness ပြည့်အဖြစ်ကတော့လေးပြည့်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်19ချိန်မှာဒီအပြည့်ခွေနီးနှမျိုးပုံတူကိုထပ်ပြီးတော့တင်ပေးသွားပါဦးမယ်ဗောနော်ကျွန်တော် ဒီနေ့မှာတော့ကျွန်တော်တို့လုံပိန်နီးအဆက်ကိုဒီ16ချိန်အတွက်ပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာတုံးလိုက်တဲ့ဒီနောက်ထပ်ကျွန်တော်တို့ဒီဟာလေးပေါ့နော်ကိုကိုတော်များတိကီ38ကီတိတိအရင်ရှိပြီးပြောထားတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ခွန်98ဖြစ်ပါတယ်ပေါ့နော်98ဆိုပြီးဖြစ်ပါတယ်98 ကိုခွန်ရှင်ဆိုတော့ဒီမှာကိုရဲ့ရှင်ရဲ့ဘောနောအသွေးရတော့ကိုရှင်အသွေးဖြစ်ပါတယ်ကိုရှင်အသွေးကိုခွန်ရှင် OK ခဲ့တယ်ဘောနောအသွေးရတော့ OK တယ်ဆိုပေမဲ့ကျွန်တော်တို့ပရိက6ကို6ရက်နေ့ပရိကိုတုံးလိုက်တဲ့အတွက်ကြောင့်မို့ပြတ်သွားခဲ့တယ်ဘောနောပရိပြတ်တဲ့အတွက်ကြောင့်မို့ဒီအနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်309တို့ဒီ699လောက်ပဲဖြစ်သွားခဲ့တာဘောနော် ဒီ9345ဆိုတာလေးလည်း OK ခဲ့တယ်ပေါ့နော်ဒီနှလုံးပေါင်းရှင်းပရိတ်အနေနဲ့ကတော့ဒီ2690ရဲ့2390ညမှာ9 98ပေါ့နော်ဒါကြောင့်မို့ခွန်နဲ့ရှင်းပေါင်းရှင်း9ခွန်ပေါင်းရှင်း16ခွန်ရှင်းက55 98ခွန်ဆိုတော့ကျွန်တော်ဒီမှာခွန်ခွန်နာရှာခွန်ဆိုတဲ့အတွက်ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ခုကခွန်ရယ်ကိုရယ်ဆိုပြီးတော့ပေးတူတယ်တင်ပြထားတယ်ဗောနော ခွန်ကိုမှာခုနှစ်တလုံးပေါ့နော်ဒါကြောင့်မို့ဒီနှလုံးပေါင်းရှင်ပရိကလည်း OK ခဲ့တယ်ဒီခွန်ရှိကိုဆိုတာလည်းလည်း OK တယ်ကိုတော်များလေး၅ထဲကတလုံးဒါမှမဟုတ်တလုံးမှမထီးဘူးပေါ့နော်ခွန်ကိုကိုခွန်ရှိဆိုတဲ့အတွက်ဒီမှာကိုတလုံးထီးတယ်ပေါ့နော် OK ဒီမှာတော့ကျွန်တော်သုံးလိုက်တဲ့ပရိကပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ပေါ့နော်ပရိကကျွန်တော်ပုံတူက၈လေးပရိရှိတယ်ပေါ့နော်ပုံတူ၈လေးပရိကိုမတုံးဘဲနဲ့ကျွန်တော်က ဒီရှစ်ကိုရှောင်းနေပရိတ်ကိုတုံးလိုက်တဲ့အတွက်ကြောင့်မို့ဒီရှစ်ကိုရှောင်းနေပရိတ်ပြတ်သွားခဲ့တယ်ပေါ့နော်။ Okay ဒီဟာလေးကတော့ကျွန်တော်368ကိုတုံးများတဲ့တုံးလုံးဒီတုံးများတဲ့နဲ့တုံးကမှနှလုံးအပါစပြီးတော့ရှုပ်လိုက်တာပေါ့နော်။အဲ့မှာတော့ဒီ169က okay ခဲ့တယ်ဆိုပေမဲ့ဒီလေပိုင်းနှလုံးအပါနီကတော့ပြတ်သွားခဲ့တယ်ပေါ့နော်။နီအဟောင်းကဆက်ပြီး okay ခဲ့တယ်ပေါ့နော်။ဒီနီအတဲကိုတုံးများတဲ့969မှာကျွန်တော် ကိုခွန်ရှိပေါ့နော်ကိုခွန်ရှိဆိုရတဲ့သူကခုနှစ်တလုံးပဲပါတယ်ပေါ့နော်ရှိမပါဘူးဤအဟောင်းကတော့ OK နေတယ်ဤအဟောင်းဒါဆက်ပြီးတုံးလိုက်မယ်ဆိုရင်တော့ OK တော့မယ်ပေါ့နော်ဤအဟောင်းကကျွန်တော်ပြီးခဲ့တဲ့6လေး6တပြည်မှာပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ကဤအတင်နှမျိုးကိုတင်ပြလိုက်တာဤအတင်နှမျိုးစလုံးပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ဒီနောက်ပိုင်းမှာပရိတ်ကလည်းပြတ်သွားခဲ့တယ်ပေါ့နော်ဒီမှာတော့ခွန်တစ်တုံးများဆိုပြီးဖြစ်သွားခဲ့တယ်ဒီနှလုံးပေါင်းရှင်ပရိတ်ကဒီမှာခွန်ခွန်ခွန်ဆိုပြီးတော့ OK ခဲ့တယ်ပေါ့နော် နှလုံးပေါင်းရှင်းခွန်ခွန်နဲ့တမန်နဲ့ပေါင်းခွန်ဆိုပြီးတော့ပါနော်။ Okay ဒါလေးကတော့ကျွန်တော်တို့ပြိပြက်သွားခေတာပေါ့နော်။ဒီပရိတ်ကတော့ okay ခဲ့တယ်ပေါ့နော်နီးနံပါတ်3နဲ့နီးနံပါတ်6နီးပရိတ်မှာ3တုံများ9ထဲကနီးပရိတ်3ကနီး3များပရိတ်3ခုနီး4ပရိတ်နီးနေ6နီးပရိတ်ပေါ့နော်အဲ့မှာကျွန်တော်10ပရိတ်ခမန်းတယ်ဆိုပေမဲ့4ပရိတ်ချာသွားခဲ့တယ်ပေါ့နော်9ခွန်9ခွန်6ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းဒီ4ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီ6နီးပရိတ်ဒါသုံးလိုက်မယ်ဆိုရင်တော့ okay သွားမယ်ပေါ့နော် အခုကကျွန်တော်ကဒီ6ခု6နှစ်ပြိကိုတုံးလိုက်တဲ့အတွက်ကြောင့်ပေါ့အဲဒီပြိပြဲသွားခဲ့တဲ့အတွက်ကျွန်တော်ဒီ7ချိန်ချိန်မှာတော့မရလိုက်ဘူးပေါ့နော်မိမိပါတာမိမိတို့ညာကွန်ပြီးတော့ချင်းချင်းဒေမိတ်ရှိတဲ့အတွက်တော့အဆင်ပြေမယ်ပေါ့နော်ဒါကဒါဆိုရင်ကျွန်တော်ဒီ7ချိန်ချိန်ပြီးတော့19ချိန်အတွက်အလုံးပိုင်းနည်းကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ခင်ဗျာဒေတာလေးကတော့ကျွန်တော်လုံးပိုင်းဖြစ်ပါတယ်ခင်ဗျာလုံးပိုင်းကကျွန်တော်ဒီအနေပေါ့နော်3 9 3လုံးပိုင်းမှာ3 3ည9ပေါ့နော်9နှစ်နှစ်မှာ3 9နှစ် ကိုနေနေမှာ3ခုနှစ်နေလျှောက်လျှောက်မှာနေလေးလျှောက်နေ3လေးမှာ3နေလေး9 8 9မှာ8 9နေ8 8 8မှာ8လျှောက်9 9 3မှာဆိုရင်3 9လျှောက်ဒီလေးလေးကိုလေးလေးမှာကြတော့ဒီကိုကလုံးပိန်ပြတ်သွားခဲ့ပြီးတော့လျှောက်လေးလျှောက်ဖြစ်ပါတယ်ဗောနော်လျှောက်လေးလျှောက်ဆိုတဲ့အတွက်ဒီမှာဒီနေ့2ခု okay ခဲ့တယ်ဗောနော်ဒီတစ်ပတ်မှာကျွန်တော်9ရက်3ရက်8ရက်ဆိုပြီးရတယ်ဗောနော်အဲ့မှာ9တမျိုးလေးရှိသေးတယ်ဗောနော်တော်တော်ဒီ9လုံးပိန်ကတော့ပြတ်သွားခဲ့တယ်ဗောနော် ကျွန်တော်ဒီတစ်ပတ်မှာ6ခွန်6ဆိုပြီးဖြစ်ပါတယ်6ခွန်6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့နံပါတ်ဒီတစ်ခုနဲ့ဒီတစ်ခုနဲ့ကတော့ခွန်6ဒီ6ခွန်6ပေါ့နော်ဒီနေ့တစ်ခုဒါလေဒီနေ့တစ်ခု okay ခဲ့တယ်ပေါ့နော်ဒီလုံးပိန်3ဆိုရတဲ့ဟာလေးကတော့ပြတ်သွားခဲ့ပြီးဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ဒီနေ့အဆက်ကိုကျွန်တော်ဒီဆက်6ချိန်အတွက်ဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ6ခွန်6ပေါ့နော်6ခွန်6 ကိုခွန်ရှေဆိုပြီးဖြစ်ပါတယ်။ပြီးရင်ခွန်ခွန်အပူဖြစ်ပါတယ်။ဒီခွန်လေးတုံညာငါတင်းနစ်ဆိုတာလေးကတော့ဒီမှာဘောနောခွန်လေးတုံညာငါတင်းနစ်ဒီတစ်ပတ်မှာရှင်းလေးတုံငါတုံနစ်ဆိုပြီးဖြစ်ပါတယ်။ရှင်းလေးတုံငါတုံနစ်ဆိုပြီးဘောနောအဲဆိုရင်ကျွန်တော်ဒီလုံးပိန်ဒီရှစ်ကကြတော့ဒီမှာဘောနောရှောင်းရ၃ရပေါင်းရှင်း၉ sorry ဒီဟာဒီခုပြတ်သွားခဲ့ပြီဘောနော ဒီတစ်ခုကကြတော့သူကဒီ၈နဲ့၅ပေါင်း73 3နဲ့၅ပေါင်း88လုံးပိမှာ၈ဆောင်၅9နဲ့6ပေါင်း55 9နဲ့ပေါင်း10ဒီမှာ3လုံးကြာတယ်3လုံးပိမှာ3 9နဲ့9နဲ့9ပေါင်း10 3နဲ့10ပေါင်း4 4လုံးပိမှာ6 4 6 3ည9နဲ့9ပေါင်း88 8လုံးပိမှာ9 9 8ဒါဆိုရင်ဒီတစ်ပတ်မှာကျွန်တော်တို့ဒီ၈ပေါ့နော်ဒီ၈ရဲ့ခွန်ခွန်ရဲ့နောက်ထပ်9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော် ရှေခွန်ခွန်အပေါင်းငါဖြစ်ပါလေဒါဆိုရင်ကျွန်တော်ဒီရှေနဲ့ခွန်ပေါင်း55ပေါ့နော်ငါနဲ့ပေါင်းရင်20 20ဒါဆိုရင်ဒီ78 series 69ကြိမ်မှာဒီနေ့ရာခုနှစ်လုံးပိန်ဆိုပြီးရတယ်ပေါ့နော်နောက်ထပ်ဒီခုနှစ်လုံးပိန်ဆိုတာလေးကတော့ကျွန်တော်တို့ဒီမှာဒီရှောင်းနဲ့တင်းနဲ့ပေါင်းလိုက်တာပေါ့နော်6နဲ့3ပေါင်း9 9လုံးပိန်မှာတော့ပြတ်သွားခဲ့တယ်9နဲ့3ပြန်နဲ့ပေါင်း9လုံးပိန်မှာ3 9 6 ရှောင်းနဲ့3ပေါင်း9ရှောင်းနဲ့10ပေါင်းခွန်းဒီတစ်ပတ်မှာဒီရှင်းနဲ့ရှင်းပေါင်းလာဒီ16ဆိုတဲ့အတွက်ကြောင့်မို့6လုံးပိုင်ဖြစ်ပါတယ်ဗောနော။အဲဆိုရင်ဒီအရာရှောင်းရဲ့9ရရှိပြီဗောနော။နောက်ထပ်နေ့တစ်မျိုးကကြတော့ဒီ3များနဲ့3နဲ့ပေါင်းထားတာဗောနော်။3များနဲ့3ပေါင်း3ဒီ3လုံးပိုင်ကပြတ်သွားခဲ့တယ်ဗောနော်။ဒီတစ်ပတ်မှာ3 3ပေါင်းရှင်း6ဆိုတော့6ရှောင်းခွန်လုံးပိုင်ဆိုပြီးဖြစ်ပါတယ်။โอเคပြည့်ပြည့်မရှိသေးတာကတော့ဒီတစ်ခုပေါ့เนาะဒီ သုံးသုံးများကိုကနေရှားပြီးတော့ပြပြင်းလုံးဝမရှိသေးဘူးပါလားဒီဘက်မှာကျွန်တော်ခုနှစ်လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ဒီရှားလုံးပိုင်ဒါကတော့တူနေတယ်ပေါ့နော်နောက်ထပ်ကဒါလေးကလုံးပိုင်အဆက်ပေါ့နော်ဒီခုနှစ်လုံးပိုင်မှာခွန်ခွန်ကိုသုံးများလုံးပိုင်မှာခွန်သုံးများသုံးများသုံးလုံးပိုင်မှာသုံးခွန်ခွန်ကိုလုံးပိုင်မှာရှစ်ကိုလေးရှားလုံးပိုင်မှာငါးရှားသုံးခုနှစ်လုံးပိုင်မှာရှားရှစ်ခွန်နှစ်လုံးပိတ်မှာနှစ်နှစ်ခွန်ပါနော်သုံးလုံးပိတ်မှာ3ရှစ်ရှစ်သုံးလုံးပိတ်မှာ3တုံများကို သုံးလုံးပိတ်မှာ3ငါးနေဖြစ်ပါတယ်။နေလုံးပိတ်မှာ3ခုနေဖြစ်တယ်ဗနော်။လေးလုံးပိတ်မှာနေလေး6နေလုံးပိတ်မှာ3နေလေးငါးလုံးပိတ်မှာ8ငါးနေ။ပြီးရင်ကျွန်တော်ဒီငါးလုံးပိတ်မှာ8ရှောင်းငါးပြီးတော့ဒီရှောင်းလုံးပိတ်မှာ3ငါးရှောင်းဖြစ်ပါတယ်ခင်ဗျာ။ Okay ပြီးတော့ဒီလေးလုံးပိတ်မှာရှောင်းလေးရှောင်းဗနော်။ဒီခွန်လုံးပိတ်မှာကျတော့9ခွန်ရှိပြုပြီးဖြစ်ပါတယ်ခင်ဗျာ။9ခွန်ရှိပေါ့နော်။ဒါကြောင့်မို့ဒီ9လုံးပိတ်အလဲထင်ဖြစ်ပါတယ်။ ဒီခွန်ကဒီကုခွန်ရှိဆိုပြီးတော့ခုနှစ်အလေပေါ့နော်နောက်ထပ်တစ်ခုကဒီမှာ6ဆိုတာလေးကတော့ဒီ6လုံးပိန်ပြပေးထားတယ်ပေါ့နော်ဒီ6လုံးပိန်ကတော့ကုခွန်ရှိဆိုတဲ့အတွက်ပြတ်သွားခဲ့တယ်ပေါ့နော်ဒီခုနှစ်လုံးပိန်ကတော့တောက်လျှောက်ပဲ OK နေ7ပဲဖြစ်တယ်ပေါ့နော်ဒီခွန်ခွန်ကုကနေတောက်လျှောက်ဖြစ်ပါတယ်ဒီနေ့အဆက်ကိုကျွန်တော်16ကြိမ်အတွက်ပြန်လည်ပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီပြီးခရတဲ့ဘက်ဒီ6မှာ356 လေးလုံးပိုင်မှာရှောင်းလေးရှောင်းဒီမှာခုနှစ်လုံးပိုင်ဆိုပြီးပြပေးထားတယ်ပေါ့နော်ခုနှစ်လုံးပိုင်မှာကျွန်တော်တို့9ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9ခွန်8ဆိုတော့ဒီခုနှစ်လုံးပိုင်ဒီအလဲထိုင်ဖြစ်ပါတယ်ပေါ့နော်ဒီနေ့က16ကျင်းအတွက်ဆိုရင်တော့ကျွန်တော်ဒီမှာဒီမှာထပ်ကြီးပြထားတယ်ပေါ့နော်ခဲဒီမှာကျတော့၃ည၃ချိန်၃ည၄၃လီစီ၁၂ပေါ့နော်ဒီလျှောက်ကတစ်ချိန် ရှစ်ကတကြိမ်လေးသုံးလီတီဆက်နေဒီနှစ်ကတကြိမ်လေးသုံးများလေးသုံးများရှင်းခွန်သုံးတကြိမ်ပေါင်းရှင်း6ကိုကျွန်တော်6နဲ့ထပ်ပေါင်းมาဖြစ်တယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနှစ်နဲ့ဒီနှစ်နဲ့ရှစ်ပေါင်းရင်30ပေါ့နော်နှစ်နဲ့နှစ်ပေါင်း၄ရှောင်းနဲ့ပေါင်းရင်30နောက်ထပ်ကျွန်တော်ဒီ6နှစ်ကြိမ်ဆက်နှစ်ပေါ့နော်နှစ်နဲ့ချစ်ပေါင်းရင်10ဒီမှာ9တလုံးကြံတဲ့အတွက်9လုံးပိုင်ဖြစ်ပါတယ်ပေါ့နော်ဒီ9လုံးပိုင်မှာ 6980ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ6ချိန်မှာတော့ဒီ6968ပေါ့နော်6968980000 843930ပေါ့နော်643930ည6395ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီ6ကို3နဲ့မြောက်မယ်ပေါ့နော် ဒီလျှောက်ကို၃နဲ့မြောက်မယ်ထိပ်စီးကိုမှာတစ်ကြိမ်ခုနှစ်အပိတ်မှာတစ်ကြိမ်လေးကို၃နဲ့မြောက်မယ်နှစ်မှာတစ်ကြိမ်တူကို၄နဲ့မြောက်ပြီးတော့ဒီ၃မြောက်မှာတစ်ကြိမ်၆မှာတစ်ကြိမ်ငါးကို၂ကြိမ်အပေါင်း၆ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်၈၃လီဒီ20နဲ့၄ပေါ့နော်၃ရှိလီ20နဲ့၄ဖြစ်ပါတယ်အထက်63ကြိမ်ဒီ78ဖြစ်ပါတယ်ဒီ9ကတစ်ကြိမ်ပေါ့နော်ဒီပြီးတော့9ကတစ်ကြိမ် လေ3လီတီ7နှစ်ဒီနှစ်ကတကြိမ်ရှင်လေးတီ30နဲ့နှစ်6ကတကြိမ်9နဲ့ကြိမ်30အပေါင်း6ဆိုပြီးဖြစ်ပါလေခင်ဗျာရှင်3လီ20နဲ့နှစ်63ကြိမ်78 9ကတကြိမ်9ကတကြိမ်လေ3လီ7နှစ်နှစ်ကတကြိမ်ရှင်းလေးဒီ30နဲ့နှစ်ဒီ6ကတကြိမ်9နဲ့ကြိမ်30 16ဖေသာဆိုရင်ကျွန်တော်ဒီကိုခွန်ပေါင်းရှင်းဒီ16ပေါ့နော်6နဲ့ဒီ4ပေါင်း30ရှင်းနဲ့နှစ်ပေါင်းရင်30 နိနေနေပေါင်း၄၄နဲ့6ပေါင်း30ပါဆိုရင်ကျွန်တော်တို့ဒီမှာဒီနေ့အရာ6လုံးပိန်ဆိုပြီးရနေတယ်ဗောနော။အဲဆိုရင်ကျွန်တော်6လုံးပိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ဒီမှာက6လုံးပိန်ရမယ်ဗောနော်။အဲဆိုရင်ကျွန်တော်ဒီလုံးပိန်နီးအရာဒီမှာဆိုရင်ဒီမှာကျတော့ခွန်ရှိဗောနော်ခွန်ရှိ9ခွန်ရှိဒီမှာ6 9 10 6ရက်ခွန်ဆိုပြီးဖြစ်ပါတယ်ဗောနော်6ရက်ခွန်ရဖြစ်ပါတယ်6ခွန်သိမ်းလားဗောနော်ဒီပုံကလည်းမျိုးပဲဗောနော်ဒါဆိုရင်ကျွန်တော်လုံးပိန်က6လုံးပိန်ရ9လုံးပိန်ရဒါတော့ကျွန်တော်လုံးဝပြက်ပြင်မရှိသေးဘူးဗောနော်โอเคဒါလေးကတော့ကျွန်တော်တို့ဒီ16ကြိမ်မှာဒီလုံးပိန်ဟာဒီလုံးပိန်ဒီအဆက်ကိုကျွန်တော်ပြန်လည်ပြအောင်ရှင်းဖြစ်ပါလိမ့်ဗောနော် ကျွန်တော်နောက်ထပ်ဗီဒီယိုမှာကြာတော့ကျွန်တော်အပြီးခွေကနေနီးနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ပေါ့နော်။ Okay အခုဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မက်ရှင်များကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။